ားလုံးမင်္ဂလာပါရှင်။ကျမ memory ကြောင်းလေးကိုဆွေးနွေးပေးနေခဲ့တာပါ။အဲ့ဒီ memory ကြောင်းလေးမှာကျမဒီနေ့ဆိုလို့ရှိရင်ဒါခေါင်းစဉ်လေးတွေ၆ခုချမှတ်ဆိုပြီးဥတည်ပြီးတော့ဆွေးနွေးပါပေးပါမယ်လို့ဒါဥတည်ထားချက်မှာဒီနေ့ဆိုရင်နောက်ဆုံးပိတ်ခေါင်းစဉ်လေးရဲ့ဟိုရောက်ရှိသွားပါပြီ။ဒီမှာဆိုရင်ကျမယနေ့ဆွေးနွေးပေးမယ့်အကြောင်းအရာလေးကတော့ကျမတို့ဒါ မှတ်ဉာဏ်နဲ့ဆိုင်ပြောနော်မှတ်ဉာဏ်ဆိုင်ဟာခြေခံမှုတွေပါ memory or principle အကြောင်းကိုယနေ့ဆွေးနွေးပြသမှာဖြစ်ပါတယ်ဒီက principle တွေကလည်းမှတ်ဉာဏ်နဲ့ဆိုင်တဲ့ principle ကလည်းအရေးကြီးတယ်ဘလို့ဒီဆောင်ရမလို့ဆိုတာကိုကျွန်မဆွေးနွေးတွင်ပြပါရှင်အဲ့မှာဆိုရင်ကျွန်တော် memory or principle မှာဒီမှာကျွန်မဆက်နှစ်ခုပေါ့နော်ဒါအကြောင်းကိုဆွေးနွေးပေးမှာပါ trail memory principle အကြောင်းလေးကိုဆွေးနွေးမိပါပါ အဲ့မှာဆိုပထမဦးဆုံးဆွေးနွေးလိုတာ interacts ဒါစိတ်ဝင်စားမှုရှိရမယ်စိတ်ဝင်စားမှုကောင်းမှလည်းမျက်ညံမှာပူပြီးတော့မမီအားကောင်းမယ်ပူပြီးတော့ကြာကြာထိန်းထားနိုင်မယ်အဲ့တော့ကြတော့စိတ်ဝင်စားမှုကအရေးကြီးတယ်စိတ်ဝင်စားမှုရှိရမလို့ဆောင်ရွက်ကြမလို့ဆိုတာလေးကိုဒီက memory အကြောင်းလေးကိုလေ့လာကြရရင်သုံးသက်လို့ရသွားပြီသိရှိသွားပြီအားလုံးဆောင်လို့ရသွားပြီပေါ့ရှင် ဒီ ori တွေကြားရတဲ့သတင်းချက်လက်တွေကိုရရှိလာပြီဆိုရင်အဲ့ဒီချက်လက်တွေနဲ့လက်တွေ့နေပါမှာဘယ်လိုဆောင်ရွက်ကြမလို့ဆိုတာလေးကကပ်ပါလာလို့ရှိရင်ပို့ပြီးတော့အောင်မြင်တဲ့ဆောင်ရွက်ချက်တွေကိုရရှိလာချိန်မှာဖြစ်ပါတယ်။ဒါဆိုရင်မှတ်ဉာဏ်အကောက်မှုတွေကျွန်တော်တို့စိတ်ဝင်စားမှုရှိရမယ်။ဒုတိယတစ်ခုနေရ basic background အရေးကြီးတဲ့အခြေခံသိတွေအခြေခံသိတွေအခြေခံလိုအပ်ချက်တွေအခြေခံအကြောင်းအရာတွေပေါ့နော် basic background ကရေးရှိတဲ့အခြေခံသိရအကောက်အုံနဲ့သိထားဆိုရင်နောက်ထပ်ထပ်လာမယ့်ချက်ပြီးတော့ထည့်ပေးလိုက်တဲ့သတင်းအချက်လက်အစ်စ်တွေဟာ ပို့ပြီးတော့ကောင်းတဲ့ပို့ပြီးတော့ရက်လက်ကောင်းမျိုးကိုရရှိသွားစေတယ်။အဲ့လိုပါပဲကျမကြီးလည်းကျမနေဖို့လိုအပ်တယ်လို့အဓိကအခြေခံအနေနဲ့ကျွန်တော်တို့ဒီကျမတဲ့အစားအစာတွေကိုလည်းရရှိနေဖို့လိုတယ်။ဒါက memory ကိုပို့ပြီးတော့အကူအညီအထောက်အပံ့ဖြစ်စေတယ်။အေးအေးဝါးဝါးအိပ်ဖို့လိုအပ်တယ်။အဲစိတ်ပီစီမှုတွေမရှိဖို့လိုအပ်တယ်စိတ်ပီစီမှုဆိုတဲ့နေရာမှာဒီ basic background အခြေခံထဲမှာလူကြီးတွေမှာစိတ်ပီစီမှုရှိတာမဟုတ်ပါဘူးကလေးတွေမှာလည်းကလေးနဲ့ဆိုင်တဲ့စိတ်ပီစီမှုတွေရှိတယ်ဆိုတာကိုဒါ င်မတို့တွေပေါ့နော်ဒါလူကြီးမိပါတယ်အုတ်ထင်းသူတွေဆရာသမားတွေကသိရှိထားဖို့လိုပါတယ်။ဒါဆိုရင်ဒီ basic background ထဲမှာဟိုပဲခုနအခြေခံအသည့်တွေလိုအပ်တယ်လို့ပဲခုနကျမရင်းနဲ့ဆိုင်တာတို့ရဲ့စိတ်ပိုင်းဆက်ရာတွေကလည်းရည်ကြီးတဲ့ခန္ဓာကပါဝင်နေတယ်ဆိုတာလေးကိုကျမမျှဝေခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ငါတို့ consolidation ဆိုတာကြတော့သူကတော့ဒါပေါင်းစည်းပြီးတော့ပေါ့နော်ဒါကိုမှတ်ညံတဲ့အခြေအနေတပြင်းကြီးဒီအကြောင်းအရာတွေကိုတို့တွေသုံးသပ်ပြီးတော့ဒါ မှတ်မိစေနိုင်တဲ့အကြောင်းအရာတွေပါ။ဒါဆိုရင်မိမိကလည်းပြန်ပြီးတော့ဟိုမိကုန်းနေမိတတ်ရမယ်။မိမိကိုမေးလာတဲ့မိကုန်းတွေကိုလည်းပြန်လည်ဖြေချနိုင်ရမယ်။ဒါမျိုးတွေကိုလုံဆောင်နိုင်ရမယ်ပေါ့နော်။နောက်တစ်ခုကကြတော့ကျမတို့ဒီမှာဆိုရင်အဲဒီမှာဆိုရင် time out tech ဆိုတာလည်းအရေးကြီးရယ်။အချိန်နဲ့တပြေးညီလုံဆောင်နိုင်ရမယ်။သူ့အချိန်တိုင်းမှာအချိန်ခိုက်ပေါ့လေ။ဟိုဒီလောက်ကြာစီဒီအကြောင်းအရာတခုကိုမှတ်မိဖို့အတွက်လေ့ကျင့်မှုအချိန်က အချိန်တိုင်းတာဘယ်လောက်ယူသင့်လဲပေါ့နော်ဒီအချိန်တိုင်းတာတွင်မှာဒါလေးကိုပြီးမြအောင်လုပ်ဆောင်နိုင်ရမယ်ဒါမျိုးလည်းအချိန်အားလည်းရေးကြည့်ပါရယ်နောက်တစ်ခု organization စုစည်းမှုတွေကောင်းရမယ်အကြောင်းအရာတစ်ခုနဲ့တစ်ခုပေါ့လေယူပါလို့ဆက်ဆက်ပြီးတော့လုပ်ဆောင်တဲ့အခါမှာ organize ဖြစ်ရမယ်စုစည်းမှုကောင်းရမယ်အဲပြန်ကျဲမနေအောင်ပေါ့မိမိရဲ့ မှတ်တဲ့အကြောင်းအရာတွေဟာတကူနဲ့တကူချိတ်ဆက်ပြီးတော့မှတ်မိတော့မှမှတ်စီမှမှတ်ညာကိုပို့ပြီးတော့ကောင်းစီတယ်။ဒါကြောင့်ဒီ organization ကလည်းရည်ကြီးတဲ့ခန္ဓာတွေပါရဲ့။နောက်တစ်ခုကကြတော့ feedback ဒီလန်းနေတွေ review တွေရည်ကြီးပါတယ်ဒီဟာလည်းကျမတို့တွေဒီကြောင့်ဟာတကူပြန်ပြီးလေ့လာ သုံးသပ်တာပြန်ပြီးတော့ဟို လေ့လာတာပြန်ပြီးတော့လေ့ကျင့်တာတွေဟာ feedback လုပ်နေရမှာပါ။နောက်တစ်ခုကကြတော့ big picture and little picture ဒါလေးကတော့ ဥမာအနေနဲ့ဒါသူ့ရဲ့ memory 12 per memory principle ထဲမှာပါနေရပါအကြောင်းအရာကြီးတစ်ခုကိုလေတစ်ခုလုံးကိုချုံပြီးတော့အမှတ်တလို့ပဲအဲ့ကြောင်းအရာလေးတွေမှာရှိအသေးစိတ်အချက်ကလေးတွေကိုလည်းဘာလို့အမလို့ဆိုလို့ရှိရင်ဒါမှတ်မိစေအောင်စောင့်ရဖို့လိုပါတယ်ဒါကြောင့်ဟိုတစ်ခုလုံးကိုချုံကုန်သုံးသပ်ပြီးတော့ မမမမိုရီထဲမှာဆွဲမြဲသွားအောင်လုံးဆောင်ရတယ်လို့ပဲအဲ့ဒီကအကြောင်းအရာကြီးထဲမှာရှိနေတဲ့အကြောင်းအရာအသေးလေး gist ပေါ့နော်ဒါတကယ်ကိုရေးပါတယ် point လေးတွေကိုထုတ်ပြီးတော့လည်းဘာလို့အမလို့ဆိုရင်မှတ်မိစေရပါမယ်တဲ့နောက်တစ်ခုကတော့ interest attention immediate ကောင်းမှလွတ်ရေးကြည့်ပါတယ်နောက်တစ်ခုက recitation ဒါတွေကိုထပ်ခါထပ်ခါလေ့ကျင့်ရမယ်ထပ်ခါထပ်ခါ review တွေလုပ်ရမယ်အဲဒါတွေကိုနောက်တစ်ခါ attention တွေထားရမယ်နောက်တစ်ခါ effort တွေမြန်မြန်ဒီတာနော် effortfulness တွေမြန်မြန်လုပ်ဆောင်ရမယ်ဒါ reading recitation ဆိုရယ်ရွတ်ဆိုမှုတွေတက်ခတ်တက်ခါဆောင်ရွက်မှုတွေလေ့ကျင့်မှုတွေလုပ်ဆောင်ရမယ်ဆိုတာလေအဓိက principle ရဲ့မှာတစ်ခုပါဝင်ပါတယ်နောက်တစ်ခုက concentration concentration အရင်တည်းရေးကြည့်ပါရယ်မိမိရဲ့စိတ်ကောပဲဒီထဲမှာပဲနှိပ်ပြီးတော့စူးစိုက်ပြီးတော့ဒါလုပ်ဆောင်စေခြင်း listen စေခြင်းပါဝင်စေခြင်းဟာ မှတ်ဉာဏ်အားကိုပို့ပြီးတော့အားကောင်းစေတဲ့အကြောင်းအရာတွေစီမင်းထဲမှာ principle ထဲမှာပါဝင်နေတာဖြစ်ပါလိမ့်ရှင်။နောက်တစ်ခုကတော့ distributed practice ဒီ practice ကအရေးကြီးတယ်။ review review တွေ relanding တွေကျမတို့ rehearsal တွေလုပ်ရမယ်ဒီလိုမျိုး distributed practice တွေများများလုပ်မှလည်း ပို့ပြီးတော့မှတ်ဉာဏ်အားကိုကောင်းစေတယ်ဆိုတာကိုကျွန်တော်တို့ဒီကအခြေခံဒီ memory ဆိုင်ရာမှတ်ဉာဏ်ဆိုင်ရာအခြေခံမှုလေးကိုလေ့လာခြင်းအဖြစ်ပါဝင်တဲ့အချက်တစ်ခုအနေနဲ့ပါဝင်နေရတယ်ဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ effort or elaboration ဆိုတာကတော့ elaboration ကသူကเออ outside ทุ่มရှိရမယ် outside ทุ่มရှိရမယ်ဒါမှလည်းပို့ပြီးတော့မှညာအားကိုပို့ကောင်းစေတယ်နောက်တစ်ခုက visualization तू อ่ะအမြင်အရွာနဲ့မှတ်နေတာကိုဒီမဒီဒီကအုံနာရဲ့ memory ရဲ့အပိုင်းတွေထဲမှာအဲ့တော့ဒီမလိုမျိုးအားကောင်းမှုအတွက်လဲဒါဒါသူရဲ့အထက်မှာဝယ်တကယ်ကို attention ရှိတဲ့ visualization တွေဖြစ်ရမယ်။ဒီဟာအမြင်အရင်ကနေပြီးတော့မှတ်နေတဲ့အကြောင်းအရာတွေကလည်းပို့ပြီးတော့အားကောင်းကောင်းနဲ့မှတ်မိစေနိုင်တယ်။ဒါကလည်း principle တွေနဲ့ပါဝင်နေတာဖြစ်ပါတယ်။နောက်တစ်ခုက association ဆိုတာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့မှတ်ရမယ်။ အကြောင်းအရာအတိတ်တခုကိုအတိတ်တခုကိုထည့်တော်မယ်ဆိုရင်မှတ်တော်မယ်ဆိုရင်မိမိမှာတည်ထားတဲ့အခြေခံဒီဒီနဲ့ချိတ်ဆက်ပြီးတော့မှတ်ထားအဲဆိုရင်မှတ်ညံထဲမှာပို့ပြီးတော့ဆွဲမြဲနေစီမယ်ဥမာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဥမာဟိုငွေပန်းနဲ့လေးဆိုပါစို့ဒီငွေပန်းလေးကိုကြိုက်တယ်တငယ်ချင်းမိဘပေါ်တော့ဒီလိုမျိုးပေါ်တော့အမေကဒီငွေပန်းနဲ့လေးကိုကြိုက်အမေရဲ့အသေးစိတ်ကလေးကိုမှတ်မိသွားမယ်နောက်တစ်ခုကကျမတို့ဒီတငယ်ချင်း မိမိတငယ်ချင်းကဒီငွေပန်းနဲ့လေးကိုကြိုက်ရင်ကိုကငွေပန်းနဲ့လေးကိုရလိုက်တဲ့အချိန်မှာအော်ဒီငွေပန်းနဲ့လေးကိုဘယ်တော့မှ ဘယ်တန်းတုန်းကပေါ့နော်မူလာတန်းတုန်းကအတူတူရောင်းတက်ခဲ့တဲ့တငယ်ချင်းလေးရလေဒီငွေပန်းနဲ့လေးကိုကြိုက်တယ်ဆိုတာလေအဲ့တငယ်ချင်းရဲ့အဲပြုတ်မှုပုံလေးတွေဆောင်ရွက်ပုံလေးတွေသူ့ရဲ့စိတ်ထားလေးတွေပြန်လဲမှတ်မိစေတိုင်းလေဒီ association ကအဲ့တော့ကြာဒီလိုမျိုးမှတ်မိစေနိုင်တယ်ဆိုတဲ့ principle ခြေခံစီခြေခံမူလေးကိုသိတဲ့အခါမှာမျိုးအကြောင်းအရာတစ်ခုကိုတစ်ခုနဲ့တစ်ခုမလုပ်သွားအောင်ဆိုရင်ချိတ်ဆက်ပြီးတော့မှတ်မိသွားကြရအောင်အဲ့ဒါကျွန်တော်တို့ဒီသင်ခန်းစာတွေပြင်ဆင်တဲ့အခါမှာဘယ် ပြီးခဲ့တဲ့အတန်းမှာတင်ခဲ့တဲ့တင်ငန်းစာထဲမှာသူ့ရဲ့တီးပြီးသားအကြောင်းအရာနဲ့အစ်စ်ထည့်ပေးမိအကြောင်းအရာနဲ့ဘာလို့ရတယ်လဲချိတ်ဆက်လိုက်တာအဲ့လိုမျိုးချိတ်ဆက်လိုက်တော့မှအဲဘာလို့ဖြစ်သွားအောင်စီမှတ်ဉာဏ်ထဲမှာပို့ပြီးတော့အားကောင်းစီရတာလဲကျွန်တော်အဓိက Memorial Principles ကိုလေ့လာကြရပြင်ကျွန်တော်တို့သိလာကြရပါဒါကြောင့် Association ကလည်းရေးကြည့်ပါရဲ့နောက်တစ်ခုကကြတော့ Selectivity ဆိုတာကကြတော့သူကဒါ ဒီထဲမှာရှိရကြတယ်ရွေးချယ်ရမှာဟိုသူက flash cards လေးရှိရင်ပဲသူကိုယ်တိုင်ဒါစနေဟိုစိတ်ထဲမှာဟိုဖြစ်တယ်လို့ပေါ့နော်ဒါရွေးချယ်တဲ့နဲ့ဒါတကယ်အဓိကကြတဲ့အကြောင်းအရာတွေကိုရွေးချယ်ပြီးတော့ဘာလို့တောင်းဆိုမှတ်စေတာဒါဆိုအကြောင်းအရာထဲမှာပဲဒီအကြောင်းအရာမှာတကယ်အဓိက main point နေရာဘာတွေတော့အဲ့ဒီအဓိက ကြတဲ့အချက်တွေကိုဆက်လက်လုပ်ပြီးတော့မှဘာလို့မှတ်မိစေတာဒီလိုမျိုးမှတ်မိစေခြင်းမှတ်မိမှတ်စေခြင်းရာလေဒီပို့ပြီးတော့မှတ်ညံကိုပိုအားကောင်းစေတယ်ဒါ principle အခြေခံမှုထဲမှာပါဝင်နေတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကဒီမှာအရေးကြီးတဲ့ခန္ဓာထဲမှာလည်းပါနေတယ် ongoing review ဒါလို့ review တွေအများကြီးလိုမျိုးတစ်ချက်ကတစ်ခါလုပ်ရမယ်အဲ relearning တွေတစ်ခါတစ်ခါလုပ်ရမယ်နောက်တစ်ခါ rehearsal တွေ ညာညာလောက်ရမယ်ဆိုတာလေးကိုကျမတို့ဒီ memory of principle လေးကိုလေ့လာခြင်းအပြင်ဒါသိရှိလာတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင် review to remember ဆိုတာ imitan ကိုရေးကြည့်တယ်ဆိုတာလေးကိုအဓိကဒီ chart screen နဲ့ကျမပြပေးရစီရှင်ညာဆွေးနွေးပေးပါရစီဒီမှာဆိုရင်စပြီးတော့ပထမဦးဆုံးသင်လိုက်တော့တရားရာခိုင်နှုန်းသူမှတ်မိနေတယ်အဲ ပထမနေ့နောက်တနေ့လည်းရောက်တော့သူက80ရာခိုင်နှုန်းရှိတယ်။ဒါဆိုသူ့ကိုပါလို့အောင်ပထမထပ်ပြီးတော့ review လုပ်ရမယ် review လုပ်မယ်။အဲ review လုပ်လိုက်တဲ့အခါမှာသူပြန်တက်သွားပြီ။သူရမှတ်မိတဲ့ဒီအချက်လက်ကို100ရာခိုင်နှုန်းပြည့်ဝပြန်မှတ်မိသွားပြီ။အဲပြီးရင်ပြန်ကြသွားအောင်ပါပဲ။ပြန်ကြသွားလို့ရှိရင်ဘာလို့မလို့ပြန်လုံးပြန်ပြီးတော့သူ့ကို review လုပ်မယ်။အဲ review လုပ်ရင်သူပြန်မှတ်မိသွားမယ်။အဲ့ဒီလို review တွေ relearning တွေ ရဟာဇယ်ဒီထက်ကထက်ကလုပ်ပြီးလို့ရှိရင် memory ထဲမှာကြာရှည်ဒါ retention ထိန်းထားနိုင်တယ်ပေါ့နော်မှတ်ထားနိုင်တယ်အဲကြောင့်ကျွန်တော်တို့ဒီကမှတ်ဉာဏ်ကိုများများဒီကအချိန်ထက်ကထက်ကဒီပါနော် practice တွေများများလှုပ်ဆောင်ပေးရမယ်ဆိုတာလေးကိုဒါလေးလာခြင်းအပြင်သိရှိလာစေတယ်အဲနောက်တစ်ခါလေးလာတဲ့အခါမှာလဲချက်ချင်းလေးလာတာပို့ပြီးတော့မှတ်ဉာဏ်အကိုကောင်းစေပါတယ်ရှင်အဲဒီမှာဆိုရင် သင်ယူလေ့လာထားတဲ့အရာတွေကိုတဲ့ဘလောက်မြန်မြန်မေ့သွားနိုင်လဲတဲ့ဘာလို့အကြောင်းအရာတွေကြောင့်မေ့သွားတာလဲဆိုတာလေးကိုကျမကဒီမှာဆွေးနွေးပေးမှဖြစ်ပါရဲ့ခက်ခဲမှုကြောင့်ပေါ့နော်ဒီအကြောင်းအရာကိုသင်ယူရမိမိလေ့လာရတဲ့အကြောင်းအရာလေးဟာခက်ခဲမှုတွေများနေလားခက်ခဲမှုများလို့ရှိရင်လေသူ့အတွက်ဒါမှတ်မိနိုင်မှုအားနေသွားပြီးတော့မြန်မြန်မေ့သွားနိုင်ပါတယ်ခက်ခဲမှုဆိုတဲ့အကြောင်းအရာတွေထဲမှာ ဟိုကျမရှေ့ပိုင်းမှာဆွေးနွေးထားတဲ့အကြောင်းတွေပဲအေးရဝဝအေးရလားအုံနာကိုအားကောင်းစေတဲ့စားစာတွေစားတောက်ရလားသူ့မှာစိတ်ပိစီမှုတွေဖြစ်နေလားဒါကလည်းခက်ခဲမှုတွေမှာပါဝင်ပါတယ်ရှင်။အညာအကြောင်းရာရဲမိမိလေးလာတင်ယူရတဲ့အကြောင်းရာခက်ခဲမှုကလည်းတစ်ခုအနေနဲ့ရှိတယ်။ဒါဆိုရင်ခက်ခဲမှုကြောင့်လည်းမြန်မြန်မေ့သွားစေနိုင်ပါတယ်ရှင်။နောက်ပြီးအဓိပ္ပာယ်ရှိမှုဒီအကြောင်းရာအဓိပ္ပာယ်ရှိလားအဓိပ္ပာယ်မဲ့နေတာလား။ဟဲ့အဓိပ္ပာယ်မဲ့ရင်မှတ်ရတာခက်ခဲမဲ့ အဲ useful မဖြစ်ဘူးဆိုရင်မှတ်ရတာခက်ခဲမယ် useful ဖြစ်ရင်မှတ်ရတာလွယ်ကူမယ်အတိပဲရှိရင်မှတ်ရတာလွယ်ကူမယ်အဲ့ဒါကလည်းကျမတို့ဒီပေါ့နော်ဒါဆိုရင်အတိပဲရှိမှုကလည်းမြန်မြန်မေ့မသွားအောင်စောင့်ရဲ့လို့ရတယ်ဘလို့သင်ယူထားတယ်လေဒါဆိုရင်ကျမတို့ဟိုအလွတ်ချက်ထားတာလားအလွတ်ချက်ထားရသေးကြတယ်မေ့ပါမယ်လက်တွေ့လှုပ်ဆောင်ထားတာလားလက်တွေ့ပါဝင်လှုပ်ဆောင်ထားတာလားလက်တွေ့ပါဝင်လှုပ်ဆောင်ထားတာဆိုရင်ကြာကြာမှတ်မိစေမယ်အဲ့လိုမျိုးပဲနဲ့အလွတ်ချက်သွားရဆိုရင်မြန်မြန်မေ့သွားစေတယ် နောက်တစ်ခုမကြခဏတင်ယူမှုတွေလုပ်ရလားမလုပ်ဘူးတင်းတော့တင်းပြီးပြီးပြစ်ထားလိုက်တယ်ဆိုရင်တော့မေးမှာပေါ့လူတွေကမေးတတ်တဲ့သူတွေကိုဒီကိစ္စတွေဖြစ်သွားမှာပေါ့အဲ့လိုမဖြစ်အောင်မကြခဏပြန်လေ့လာတင်ယူရမယ်ဒါတွေကို re review တွေလုပ်ရမယ် relearning တွေလုပ်ရမယ် ရဟာစေတွေလောက်ရမယ်ဒါဆိုလို့ရှိရင်မှတ်မိမှုတွေပို့ပြီးတော့အားကောင်းလာစေမယ်မကြာခဏတင်ယူမှုတွေမှတ်မိမှုတွေဖြစ်အောင်မလုပ်ရမလို့ဆိုလို့ရှိရင်ထက်ခါထက်ခါလေ့လာရမယ်ထက်ခါထက်ခါလေ့ကျင့်ရမယ်ထက်ခါထက်ခါမှတ်သားထားရမယ်ဒါဆိုရင်မမေ့တော့ဘူးအဲ့လိုမလုပ်ဘူးဆိုရင်တော့မကြာခဏပြန်ပြန်ပြီးတော့မေ့သွားနိုင်ပါတယ်ဒါဆိုရင်နောက်တစ်ခုဟာရပါရုံဆိုရင်ဇီဝကမ္မဆိုင်ရာအကြောင်းနေ ဇီဝကာမဆံရအကြောင်းတွေဥပမာစိတ်ပစ္စည်းမှုတို့အေးရင်မောဟခြင်းတို့ခုနခက်ခဲမှုတွေမှာလည်းကျွန်မဆွေးနွေးခဲ့တဲ့အထက်မှာပါတယ်အခြေခံထဲမှာပေါ့နော်။ဒါဆိုရင်စိတ်ပစ္စည်းမှုတွေများနေလို့ရှိတယ်။နောက်တော့ကတချို့ရဲ့ဇီဝက disability နေရာရှိတယ်လေ။အဲ့လိုမျိုးတွေဆိုရင်လည်းသူ့မှာဟိုမမတ်နိုင်ဘူးသူကခဏလေးနဲ့မိမိသွားတတ်တဲ့သူတွေရှိတယ်။အဲနောက်တော့ကအေးရေးဝါဝမေးရဘူးလို့အေးရေးဝါဝမေးရတဲ့အတွက်သူ့မှညာအားနေစေတယ်။ဒါမျိုးဆိုရင်လည်းမြန်မြန်မေ့လွယ်တယ်။ ။ဒါဆိုအေးဝါဝါအိပ်ဖို့လေလိုတယ်။ဒါဆိုရင်ဒီမတို့ဒီမဆိုရင်ဒီကဒီမညာဆိုင်ရာခြေခံမူတွေကိုခနေ့ကျမဆွေးနွေးပေးနေခြင်းဖြစ်တယ်။ဒါဆိုရင်ဒီခြေခံမူတွေထဲမှာဆိုလို့ရှိရင်ဒီနောက်ဆုံးမိပေါ့နော်တင်ယူလေ့လာထားတဲ့အရာတွေကဘလောက်မေ့သွားနိုင်တယ်လဲဆိုရင်ခက်ခဲမှုတွေရှိရင်လည်းမေ့နိုင်တယ်။အတိတ်ပဲမရှိဘူးဆိုရင်လည်းမေ့နိုင်တယ်။တင်ယူထားတာကြက်ပြီးတော့တင်ယူထားတယ်မိမိကစိတ်ဝင်စားမှုလည်းမရှိဘူးဆိုရင် ဒါသိကြတယ်မေ့လွယ်မယ်အဲ့ဒါကမကြာခဏဒါလေးကိုပြန်ပြီးတော့ဟိုလေ့လာမှုတွေဒါအစိတ်ဝင်စားမှုတွေဒါပြန်ပြီးတော့လေ့ကျင့်မှုတွေမရှိဘူးဆိုလည်းရှိရင်လည်းမြန်မြန်မေ့သွားနိုင်တယ်ဇီဝကာမဆရာအကြောင်းအရာတွေကြောင်းလည်းမဖြစ်နိုင်လို့ဆိုရင်ကျမတို့မေ့လျော့မှုတွေဖြစ်စေနိုင်ပါတယ်ဒီလိုမျိုးမေ့လျော့မှုတွေဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုသိပြီးဆိုရင်မမေ့လျော့နိုင်တဲ့အကြောင်းအရာတွေဖြစ်အောင်ပြန်လဲပြီးတော့ ဒါဝေဖန်သုံးသပ်ပြီးတော့ဆောင်ရွက်ပေးလို့ရတယ်အဲ့လိုမျိုးရအောင်လို့လည်းကျမတို့ဒါတွေကိုလေ့လာနေခြင်းလည်းဖြစ်တယ်ဒါဆိုရင်ကျမတို့အဓိက memory ရဲ့အကြောင်းကိုလေ့လာခြင်းအဖြစ်ဒီပေါ့နော်ဟိုမိမိတို့ရဲ့အတိဉာဏ်ထဲမှာဖြစ်နေတဲ့သိရှိနေတဲ့အကြောင်းအရာလေးတွေနဲ့ချိတ်ဆက်ပြီးတော့ဒီအကြောင်းအရာလေးတွေကိုပိုကောင်းမွန်တဲ့အကြောင်းအရာတွေဖြစ်သွားအောင်ဆောင်ရွက်လို့ရသွားအောင်ဆိုပြီးတော့ကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ခဏိမှာဆိုလို့လေတကယ်ရဲ့ပေါ့နော်ကျမတို့တွေဒီ မှတ်ညာအားကောင်းစေဖို့လေးလာတင်ယူမှုနဲ့မှတ်ညာချိတ်ဆက်နေတာဒီလေးလာတင်ယူမှုတွေအားကောင်းလာစေအောင်ပူပြီးတော့မှတ်မိလာစေဖို့ memory အားကောင်းမှုလိုတယ်။ဒါဆိုရင်ကျမတို့အဓိကမှတ်ညာရဲ့အခြေခံမူလေးတွေကိုလည်းလေးလာထားဖို့လိုတယ်။ကျမတို့ဒီမှတ်ညာရဲ့အခြေခံမူ12ခုကိုလည်းကျမခဏဆွေးနွေးသွားခဲ့တယ်။အဲ့အခြေခံမူ12ခုတည်းကိုဟိုအချုပ်အနေနဲ့ပေါ့နော်ပြုဆွေးနွေးမယ်ဆိုရင်သူက attention ကြည့်ရမယ် effortfulness ရှိရမယ် re rehearsal ရှိရမယ် ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ခုခုနဲ့ပေါ့နော် associated ဒါချိတ်ဆက်ပြီးတော့မှတ်သားနိုင်ရမယ်မှတ်သားတဲ့အလေးထားလေးတွေရှိရမယ်အဲနောက်တစ်ခါနောက်တစ်ခါအချိန်ဂိုင်လေးလှုပ်ဆောင်တတ်ရမယ်။ဟိုဟိုကျောင်းအတကူတော့အမက်လေးလာနေရတယ်ပဲ။လေးတီယူနေရပဲ။ဒါပေမဲ့အချိန်ကြီးကအကြာကြီးပဲအချိန်သူ့ရဲ့အချိန်ကဟိုပေါ့နော်။ time or text မညာဆိုင်အခြေခံမူလေးတွေအကြောင်းကိုယနေ့ဆွေးနွေးပေးလို့ပြီးသွားပါပြီ။အဲကျမရဲ့ဆွေးနွေးချက်တိုင်းကိုတိုက်ပါကြည့်ရှုသုံးသပ်ပေးနေတဲ့ဒုတိယချင်းစီတိုင်းအောင်လေကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်။